e ရကြတော့ကျွန်တော်တို့ဒီမှာ e power x နော် e power x sin x အဲ့တော့ဒီမှာတိရမှာက e power x နဲ့တွဲပြီဆိုရင်ဘာပဲရလဲ e power x ကရှိတာပဲဖြစ်ဖြစ် greater ပဲဖြစ်ဖြစ် e power x ကိုရှိရင်လေ e power x ပဲရတယ် e power x ကို greater ရင်လည်းပဲ e power x ပဲရတယ်အဲ့တော့ तू ကယော့သွားသလား မယော့ပါဘူးเนาะအဲ့တော့ sin ကိုရှင်းရင်လဲ cos cos ကိုရှင်းရင် minus sin ဒီလိုရတာမဟုတ်လားအဲ့တော့ sin နဲ့ cos တည်းရလဲ great ရင် तू က greater ပဲဖြစ်ဖြစ်ရှိတာပဲဖြစ်ဖြစ်မယော့သွားဘူးเนาะမယော့သွားဘူးဆိုရင်ဒီနှစ်ခုမြောက်လက်ဒီဒီအတိုင်းပဲပြန်ရှိနေပါနော်အဲ့တော့အရှိမကုနာတချက် notes နှိပ်ခဲ့တဲ့အထဲမှာကြည့်တဲ့အတွက်ဒီလိုမျိုးနှစ်ခုဒီမလျော့သွားဘူးဆိုရင်မလုပ်မလဲဆိုတော့နှစ်ဆင့် သုံးရမယ်နော်ဖော်မြူလာ23ရမှာဖြစ်တဲ့အတွက်ဒီချက်ပထမတစ်ခုကိုမလုပ်မလဲအိုင်လို့ထားလိုက်မယ်အခုပေးထားတဲ့ဒီပုံစံလေးကိုပေါ့နော်ပုံစံကိုအိုင်လို့ထားလိုက် let i equal to the integral e power x sin x dx နော်အဲ့ဒါဆိုရင်ထုံးစံအတိုင်းပဲတွက်ပါပေါ့နော်တွက်တာတော့ဒီဒူပဲနှစ်ဆင့်မို့လို့တချို့တော့နာမည်ထားလိုက်တာသူ့အိုင်လို့ထားလိုက်တယ်နော်ဒါဆိုသူ့လေးကို grade မှာဖြစ်တဲ့အတွက်အဆင့်ပြေတာကိုမလုပ်လိုက်လေ ယူထားလိုက်เนาะအဲဆိုတော့ e ပေါ်မှာ x ကိုယူထားလိုက်မယ်တကယ် let u ကို e ပေါ်မှာ x ထားဒါဆိုရင် db ကိုမထားမလဲ sin x dx အဖြစ်ထားလိုက်เนาะအဲဒါဆိုရင်ဒီစရု e du equal to e ပေါ်မှာ x ကိုရှင်း e ပေါ်မှာ x ပဲ dx ပေါ့เนาะဒီဘက်က integrate db equal to integrate sin x dx piapena, no? ra db ga integral db ga v integral sine x ga sine go minus cos x in e, formula yin integral u dv equal to uv minus integral v du Now, so here integral u ga e power x sin x dx equal to u ga e power x v ga minus cos x minus integral v ဆိုတော့ plus ဖြစ်သွားမယ်เนาะဒါ minus လာမြောက်လိုက်မယ် integral v နေရာမှာ minus cos a du နေရာမှာ e power x dx เนาะ e power x dx ဒါဆိုရင်ဒီချက်တော့ဒါလေးอ่ะအဆင့်ပြန်ရေးလိုက်အောင်မနော်ဒီချက်ဒီ e power x လေးကိုရှေ့ပို့ခြင်းเนาะဆိုတော့ minus e power x cos x plus integral e power x cos x dx ။ဒါဆိုရင်ဒီချက်တို့ဒီမှာမပြောင်းမပြောင်းသွားဘူးလေ integrate လုပ်ရမယ်ဟာဒီအမြောက်ကအမြောက်ပဲเนาะအမြောက်ကအမြောက်ပဲမပြောက်သွားဘူးအဲ့တော့မပြောက်သွားတဲ့အတွက်သူ့ကိုနောက်ထပ်နံပါတ်တစ်ခုထပ်ပေးပြီးထပ် grade မှာเนาะဒါဆိုရင်ဒီချက်တို့ဒီမှာထားခဲ့တာဒီဒါလေးဒီပါလေ i ဖြစ်တယ်เนาะဒီဘက်ဒီ i လို့ထားခဲ့တာဒါလေးက အဲ့ဆိုသူရဲ့ formula မှာဒီအခုပေါင်ခတ်ထားတဲ့အနီလေးကိုဒီချက်ထပ် grade ရမှာဖြစ်တဲ့အတွက်เนาะ integration by parts ထပ်သုံးမှာမဟုတ်လို့သူ့ကို G လို့နာမည်ထားလိုက်မယ်เนาะဆိုတော့ तू ကအဲ့ဒါဘယ်လိုဖြစ်သွားမလဲဆိုရင်နောက်တစ်မျက်နှာမှာဆက်ကြည့်မယ်เนาะဆိုတော့ teacher ရဲ့ဒီဘက်မှာထားခဲ့တာလေးရပါလဲ i လို့ထားခဲ့ပြီးတာเนาะ i equal to ဒီဘာရထားလဲ minus e power x cos x เนาะ minus e power x cos x နော်ပြီးရင်အနောက်ကဘောင်ခတ်ထားတာလေးကိုဘာထားလိုက် g လို့ထားလိုက်မှာဖြစ်တဲ့အတွက် plus g နော်ကဲအဲ့ဒါဆိုဒီချက် g ကိုပြန် grade မှာနော်အဲ့ဆိုတော့ g equal to ဒီပါလေ e power x cos x dx နော် integrate e power x cos x dx အဲ့ဒါလေးကိုဒီချက် equation 1လို့ထားခဲ့မယ်နော်အဲ့တော့သူ့ကို tag grade မှာဆိုတော့ခုနအတိုင်းပဲ let e power x လေးကိုယူထားလိုက်เนาะပြီးရင် cos x dx လေးကို db ထားလိုက် db equal to d cos x dx ဒါဆိုဒီဘက်ကရှိတ်မှာဆိုတော့ du equal to d e power x dx ရမယ် integral dv equal to d integral cos x dx เนาะ integral db ရ v equal to cos co cogradient sin x. Now sin x li yare, or daliri yabi so formula pian yime, now the set, no? Integral udb equal to ub minus integral vdu. Arima integral u ga e power x, db cos x dx equal to ub, so ra u ga e power x, no? v ga sin x. minus integral v du ဆိုတော့ v က sin x du က e power x dx နော်အဲ့ဆိုတချက်အဲ့ဒါလေးကိုရှေ့မှာ e power x ကိုရှေ့တစ်ခါတည်းရေးလိုက်မယ်နော် e power x sin x dx ရ e power x sin x dx ရပဲဒါဆိုရင်ဒီချက်တို့အခုရထားတဲ့ဒီမှာဒါလည်းမပြောက်ဘူးနော်မပြောက်ပြင်မဲ့ဒီမှာ e power x sin x dx ဆိုတာဒီเนาะပြန်ကြည့်မယ်เนาะ i เนาะ e power x sin x dx ဒီ i လို့ထားခဲ့တာเนาะ i လို့ထားခဲ့တာအဲ့ဒါဆိုဒီချက်အဲ့ဒီမှာ i လို့ပြန်အစားသွင်းမယ်เนาะဒါလေးက i เนาะဒီဘက်ကရှင်းနေတာကဘယ်သူလေးလဲ g လေးတာเนาะအဲ့ဆို g equal to d e power x sin x minus i เนาะဒီလိုဖြစ်သွားမယ်အဲ့ဒါကိုဆက်ကြည့်မယ်เนาะနောက်တစ်မျက်နှာမှာဆက်ကြည့်မယ် ဆိုတော့ j equal to d g equal to d ဘာရထားလဲ e power x sin x minus i e power x sin x minus i အဲ့ဒါကိုနော်ဒီ2ကိုဒါ equation 2 equation 2လေးကို in equation 1 1မှာစာတော့တွင်ပါနော် ဆိုတော့1မှာအစားတော်တွင်းမဲ့ဆို1ကိုရေးရမှာဖြစ်တဲ့အတွက်1 the i equal to minus e power x cos x i equal to minus e power x cos x နော်ပြီးရင်ဗာလဲ cos x plus g နော် plus g အဲ့ဆိုတော့ g နေရာမှာအခုရထားတဲ့ g လေးလားအစားတွင်းနော် g လေးလားအစားတွင်းဆိုတော့ plus g က e power x sin x minus i เนาะဒါဆိုတခြားဒီက minus i လေးကိုဒီဘက်ရွှေ့ဒါဆိုရင်ဘာဖြစ်မလဲ plus i ဖြစ်တဲ့အတွက်2 i equal to d ဒီဘက်မှာကျန်တာက minus e power x cos x plus e power x sin x เนาะအဲ့ဆိုရင်ဒီမှာတခြားတို့ဒီနှစ်ခုကိုကြည့်လိုက်ရင်2ပို့နေတာเนาะ2ပို့နေတာဖြစ်တဲ့အတွက်တခြားဒီကနေ့ မလုပ်လိုက်မလဲဆိုတော့ e power x လေးကိုဘုံထုတ်လိုက်မယ်ဒီချက်နော် e power x လေးကိုဘုံထုတ်လိုက်မယ်ဆိုရင်အအပေါင်းအရှိထားလိုက်ပေါ့နော် sin x cos x မလားနော်အဲ့တော့ဒီဟာဘာဖြစ်သွားမလဲ e power x ကိုဒီချက်ဘုံထုတ်လိုက်တယ်ဆိုတော့ sin x အပေါင်းကိုအရှိထားဒါလေးကအနှုတ်နော် minus cos x နော်ဒီဘက်က 2i ဲ့ဒီမှာတစ်ချက်အိုင်ပဲလိုချင်တာဖြစ်တယ်အိုင်ကမေခွန်းเนาะအိုင်ကမေခွန်းဆိုတော့အိုင်ကိုလိုချင်ရင်2ကိုဟိုဘက်သွားစားမှာဖြစ်တဲ့အတွက် e power x by 2 sin x minus cos x ဒါပဲเนาะ plus c ပေါ့ရမလား အဲ့ဆိုရင်တချို့တို့ဒီ i နေရာမှာမူလထားခဲ့တဲ့မိခွန်းလေးကိုပြန်ထားရမှာဖြစ်တယ်နော် i ဆိုတာဟာဒီစရိုးရဲ့ပု္ပ္ပစာဖြစ်တယ်နော်ဒီမှာပု္ပ္ပစာလေးပု္ပ္ပစာကို i ထားခဲ့တာလိုချင်တာဒီပု္ပ္ပစာကိုနော်ဒါဆိုတော့အခု i ရရင်ပု္ပ္ပစာရသွားတာဖြစ်တဲ့အတွက် integral e power x sin x ဆိုပြီးအဖြေပြန်ထုတ်ပေါ့နော်နော်သူဘယ်လိုလုပ်မလဲ integral ပြန်ရေးပြမယ်နော် integral e power x sine x i dambu wo no no sine x dx equal to d no ba ya ka le e power x by 2 sin x minus cos x e power x by 2 sin x minus cos x plus z so that ya tware lo ti ya na le bi la ya hobi အဲ့ဆိုရင်ဒီချက်အရှိရရှင်းထားတဲ့ဒီ integration fine path ကိုဘယ်လိုသုံးရမလဲဆိုတော့ရှင်းတာလေးကိုတိချာကြည့်တိချာနားထောင်မယ်ဆိုရင်တော့ကောင်းကောင်းမွန်မွန်မိခွန်းမြင်လိုက်တာနဲ့ဘယ်ဟာသုံးရမယ်ဆိုတာလေးကိုနားလည်သွားမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ဒီချက်တော့ f တစ်ပုတ်ကျန်သေးတဲ့အတွက် f လေးကိုဆက်ကြည့်အောင်နော်။ f ကကြတော့နော် x ပွဲ x ပါနေတာကိုယူထားလို့အလွယ်ပြောထားပေမဲ့ဒုတိယတဆင့်အနေနဲ့ ln နဲ့တွဲပြီဆိုရင် ln ဒီ break လို့ မရတဲ့အတွက် LN ကိုရှိတ်ပဲရှိတ်ရမှာမို့လို့ဒီလိုမျိုးကြရင်တော့ LNX ကိုမထားရမှာလဲယူထားရမှာဒါကြောင့်မလို့ let เนาะ u equal to the LNX ဖြစ်သွားပြီး x ဘွဲကို greater ရမှာဖြစ်တဲ့အတွက် dv equal to x square dx เนาะအဲ့ဒါဆိုဒီဘက်ကရှိတ်မှာဆိုတော့ du equal to ln x ကိုရှိတ်တော့1 by x dx dv က integral dv equal to integral x square dx equal to dv ကို greater က p ပြီးရင်ဒီဘက်က x square ကို greater က1ပေါင်းပြီးစဆိုတော့ x3 by 3เนาะအဲ့ဒါဆိုတချက်တော့ပါလို့လို့ရပြီ formula အစားသွင်းမဲ့ formula လေးဆိုမယ် integral u dv equal to uv minus integral bdu နော်ဆိုတော့ integral x square ln x dx equal to d u က ln x နော် v က x cube by 3 minus integral v က x cube by 3 d u က1 by x dx နော်ဒီလိုဖြစ်ကွင့်ခတ်เนาะကဲအဲ့ဒါဆိုရင်ဒီဘက်ကကြတော့ဒီချက်ဒါလေးကိုရှေ့ပို့လိုက်မယ် ဆိုတော့ x cube by 3 ln x minus နော်ဒီမှာ x တစ်ထပ်ကြည်သွားမယ်ဆိုတော့ x square d3 ဆိုတာအရှိပိုးလိုက်1 by 3နော် grace ရမလို့ဘူး1 by 3နောက်မှာက x ကနှစ်ထပ်ကျန်မှာဆိုတော့ x square ကို grade ရင် x cube by 3 plus c နော်ဒါဆို d3 3မြောက်လိုက်ရင်9ဖြစ်သွားမှာဖြစ်တဲ့အတွက်ဘယ်လိုဖြစ်သွားမလဲ x cube by 3 က 1.3x2lnx လို့ရေးလို့ရတယ်เนาะဆိုတော့ဒီချက်အပေါ်မှာအဖြေထုတ်ပေးလိုက်မယ်เนาะအောက်နောက်တစ်မျက်နှာမသွားတော့ဒီအပေါ်လေးမှာရေးလိုက်မယ်အဖြေကเนาะ equal to 1.3x2lnx minus เนาะ1.9ဖြစ်သွားမှာပေါ့เนาะပြီးရင် x2 1.9x2 plus c ဒါပဲเนาะအဲ့ဆိုတော့နှစ်ကြောသုံးကြောလောက်နားထောင်မှသာလင်မလုပ်လို့ရမှာလေ တန်ပြီးခွဲခြားလို့ရမှာဖြစ်တယ်နော် notes အပိုင်းလေးတွေကိုတီချမှတ်ပြီးအဲ့ဒါမှာ notes အပိုင်းမှတ်မှတမတ်တန်နမတ်တန် section A B C အကုန်ကိုဖြည့်နိုင်မှာဖြစ်တယ်နော်ပြီးရင် notes ကိုရပြီးရင်လည်းပြန်အသုံးချတတ်ရမယ်မိခွန်းဖတ်လိုက်တဲ့ငါဘယ်နာမှဘာသုံးလို့ရတယ်လဲဒါမေးတယ်ဆိုငါဘယ်လိုတွက်လို့ရတယ်လဲဆိုတာသိသွားမှာဖြစ်တယ်နော်ကဲဟုတ်ပြီနောက်ဗီဒီယိုမှာ exercise လေးတွက်ပေးမယ်ဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ